အားလုံးပဲမင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်စစ်တပ်စစ်ကူနဲ့ရခိုင်တပ်တော် AA နေပြီးတော့နာထီရောက်လာကြပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်2025အောက်တိုဘာလအတွက်စစ်ရေးအကြောင်းအရာအနေနဲ့မြန်မာနိုင်ငံအနောက်ဘက်တစ်ဖက်မှာစိတ်ဝင်စားဖွယ်ဖြစ်ရတဲ့ခုပေါ်ပေါက်လာခဲ့ပါတယ်ရခိုင်ပြည်နယ်အနီးပင်လယ်ပြင်အတွင်း၌အမေရိကန်တပ်မတော်တင်းမတော်တချို့ မြောက်ဖက်အလျားလိုက်လှည့်လည်နေကြောင်းသတင်းထုတ်ပြန်ခဲ့ကြပြီးနောက်ပိုင်းတွင်တချို့အခြေစိုက်ရများကိုတုတေသနာလူခွင့်ရေးကောက်ွက်ရေးနှင့်လူမဆန်မှုကိစ္စရများအထွတ်သွားရောက်အကောင့်ထဲပို့ဖို့စီစဉ်နေကြောင်းထပ်မံသိရှိရပါသည်။သတင်းအရအမေရိကန်တပ်များသည်အကူအညီရေးလှုပ်ရှားမှုအဖြစ်ဆိုတော့လေနိုင်ငံအတွင်းတွင်စစ်ရေးအဖွဲ့အစည်းများအကြားတိုးတက်လာသောတိုက်ခိုက်မှုများကြောင့်အနီးအနားဒေသများမှပြည်သူလုံခြုံရေးအတွက်စစ်အင်အားတစ်စိတ်တစ်ပိုင်းကိုတင်သွင်းလာခြင်းဖြစ်နိုင်ကြောင်းစစ်ရေးသုံးသပ်ပညာရှင်များကမှတ်ချက်ပေးခဲ့ကြပါသည်။ ရခိုင်အနောက်ဘက်ကန်ယူတန်းတွင်လက်ရှိအခါတွင်တိုက်ပွဲအချို့ဖြစ်ပွားနေသဖြင့်အမေရိကန်တပ်ဝင်လာခြင်းသည်ဒေသတစ်ခုလုံး၏နိုင်ငံတကာအာရုံစိုက်မှုကိုမြှင့်တင်လိုက်သည့်အဖြစ်အပျက်တစ်ခုဖြစ်လာသည်တပ်ဝင်မှုအကြောင်းအရာတွင်အမေရိကန်အစိုးရဘက်ကတည်ယူပို့ဆောင်ရေးလူဖွဲ့စည်းကဲဆဲရေးလုပ်ငန်းများအတွက်သာဖြစ်သည်ဟုပြောကြားတော်လည်းဒေသခံများနှင့်နိုင်ငံရေးသုံးသပ်သူအချို့ကတော့အနာဂတ်အတွက်စီးရီးအခြေဆိုင်ရာပြင်ဆင်မှုဖြစ်နိုင်တယ်ဟုတန်တရားရှိကြပါသည်နောက်ထပ်သတင်းအရအမေရိကန်သင်္ဘောသုံးစီးနှင့်လေယာဉ်တစ်စင်းခန့်ကို အိန္ဒိယသမုဒ္ဒရာကမ်းတစ်လျှောက်တွင်တွေ့မြင်ရပါသည်။တတအချို့သည်နေရာချထားမှုအနေငယ်ပြုလုပ်နေကြောင်းသတင်းအချက်အလက်များထုတ်ဖော်ထားပါသည်။နောက်ပိုင်းတွင်အမေရိကန်အစိုးရသည်မြန်မာအတွင်းသို့တပ်များကိုအမြဲတမ်းထားမနေပေအဖွဲ့အစည်းအကူအညီပေးမှုနေမီအနီးအနားတွင်သာနေရာချထားမည်ဟုသတင်းထွက်ပေါ်လာသည်။ဆလဗီဗမော်တွင်တိုက်ပွဲပြင်းထန်စစ်ကော်မရှင်ကလေကြောင်းမှလက်နက်ခဲယံပို့ဆောင်နေပြီးဂျက်ဖိုက်တာများဖြင့်ပုံကျဲတဲ့ဇွဲသတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။ စစ်စင်ရေးတနစ်ပြတော်မီအချိန်ထိဗမော်တိုက်ပွဲမှာပြင်းထန်နေပြီးစီကော်မရှင်ကလေကြောင်းနဲ့နှီးပညာကိုအားထားပြီးတိုက်ခိုက်နေရကြောင်းသိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းနိုဝင်ဘာ၈ရက်နေ့တွင်မြစ်ကြီးနားမှတက်လာသည့်စစ်ကော်မရှင်၏ Jet Fighter နှစ်စင်းဖြင့်ဗမော်မျိုးတိုက်ပွဲပြင်းထန်ရာနေရာများကိုလေကြောင်းမှ၃ချိန်ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။နေ့လယ်၁၂နာရီ၄၉မိနစ်မှစပြီးနေ့လယ်၁နာရီကျော်အထိ Jet Fighter နှစ်စင်းဖြင့်လေကြောင်းမှတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းစစ်ကောင်မရှင်၏လေကြောင်းတိုက်ခိုက်မှုကိုစောင့်ကြည့်နေသူများထံမှသိရပါသည် KIA တပ်တွေကစစ်တပ်ရဲ့စက္ကန်းတစ်ခုကိုအခုရက်ပိုင်းသိမ်းလိုက်တယ်လို့တော့သတင်းထွက်နေပါတယ်။အတိအကျတော့မပြောနိုင်ဘူးပေါ့။ဒါပေမဲ့သူတို့ဘက်ကလေကြောင်းပစ်ကူစက်တိုက်တက်လာတာဆိုတော့ဖြစ်နိုင်ပါတယ်။မြေပြင်ထောက်ဖို့လမ်းကြောင်းလည်းပိတ်ခန့်ထားရလို့လေကြောင်းထောက်ဖို့သုံးနေရတယ်ဟုကချင်းစစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။ထို့ပြင်နိုဝင်ဘာ10ရက်နေ့ပိုင်းကလည်းမေတီလာမှတက်လာသည့် Y8 လေယာဉ်ဖြင့်ခေရန်လနနှင့်ရိခါများကိုဗမော်မျိုးရှိစစ်ကော်မတီတက်ဆွဲရနေရာများကိုထောက်ပို့ခဲ့ကြောင်းသိရပါသည် စစ်ကော်မရှင်သည်ခလာရ48တို့သွားရလန်တလျှောက်ကိုစစ်ကြောင်းထိုးနေသည့်အတွက်၎င်းနေရာတဝိုက်တွင်တိုက်ပွဲများနေစဉ်ဖြစ်ပွားလျက်ရှိပြီးဗမော်တက္ကသိုလ်ဝင်းနှင့်သုံးပိုင်းတွင်လည်းစစ်ကော်မရှင်တပ်များတက်ဖြတ်လာသည့်အတွက်ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်းသိရပါသည်စစ်ကော်မရှင်ကလက်နက်ကြီးပစ်ကူအပြင်ဒရုန်းနှင့်ပညာဖြင့်တိုက်ပွဲကိုဖော်ဆောင်နေတော်လဲတပ်ဖွဲ့ဝင်များတိုက်စုံမှုများနေသည့်ဖြင့်လေကြောင်းပစ်ကူပါဇက်တိုက်ခေါ်နေကြောင်းသိရပါသည်ဆလပီကပ်ဘလူမျိုးနယ်တွင်စစ်တပ်နှင့်ပြူစော်တီများက ကြည်ချင်းရွာရှိပြည်သူနေအိမ်များကိုမီးရှို့ဖျက်ဆီးနေတဲ့ဆွဲတဲ့င်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်စကိုင်းတိုင်းကမလူမျိုးနဲ့ကြည်ချင်းရွာတွင်အထိုင်ချတက်ဆွဲထားသည့်အကျန်းဖက်စစ်တပ်နှင့်ပြူစောတီများကြည်ချင်းရွာရှိပြည်သူပိုင်းနေအိမ်များကိုမီးရှို့ဖျက်ဆီးနေကြောင်းကျွန်းလာကမလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကမလူခရိုင်မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ယနေ့နိုဝင်ဘာလ10ရက်နေ့နံနက်8:15မိနစ်ခန့်အချိန်တွင်အကျန်းဖက်စစ်တပ်များနှင့်ပြူစောတီများကကြည်ချင်းကျေးရွာကိုမီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်းသိရပါတယ်။ ပြည်သူတွေဖမ်းဆီးခံရတာတော့မကြားရသေးဘူးဟုဂျွန်လာကမ်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကမ်ဘလူခရိုင်မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောပါရယ်။အကြံဖတ်စစ်သားများသည်ကြည်ချင်းရွာကိုဩဂုတ်လအတွင်းကလည်းလေးရက်ဆက်တိုက်မိရှုဖြက်စီးမှုများလှုပ်ဆောင်ခဲ့တဲ့ကြောင်းဒေသခံပြည်သူများထံမှသိရပါရယ်။အကြံဖတ်စစ်တပ်ကစကိုင်းတိုင်းကလေးမျိုးနယ်ရွှေဘိုပွက်လက်နှင့်ကမ်ဘလူမျိုးနယ်များတွင်စစ်ကြောင်းများကိုယာကြည်သောစစ်အင်အားများဖြင့်ချီတက်၍ပြည်သူပိုင်ချင်းရွာများနှင့်နေအိမ်များကိုစစ်ကြောင်းထိုးမိရှုဖြက်စီးခြင်း ည်သူများကိုဖမ်းဆီးတပ်ဖြတ်မှုများအရှိန်အဟုန်မြင့်လုဆောင်နေကြောင်းဒေါ်လန်ရေးသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါရယ်ဆက်လက်ပြီးနိုင်ငံတော်ဝန်စီရေးအရှိန်မြင့်တိုက်ခိုက်နေသည့်စစ်ကောင်ဆောင်မင်းအောင်လိုင်ကတရုတ်စီမံကိန်းများအမြန်ဖော်ဆောင်ရန်အတွက်၎င်းကိုယ်တိုင်ဦးဆောင်သည့်ကော်မတီဖွဲ့စည်းတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါရယ် အနာသိန်းစစ်ကောင်စောင့်ဘိုးချုပ်မှုကြီးမဲအောင်လိုက်သည်ရွှေကောက်ပွဲမတိုင်မီဆုံရှုံးနေမည်များပြန်လည်ရရှိကြန်နိုင်ငံတော်ဝန်ဆင်းရဲအချိန်မီ၍ဝေဟင်အားပြုဘုံချဲတိုက်ခိုက်နေပြီးတစ်ဖက်တွင်လည်းပြည်တွင်းရှိတရုတ်စီမံကိန်းများအမြန်ဖော်ဆောင်ရန်၎င်းကိုယ်တိုင်ဦးစီ၍ကော်မတီတစ်ခုဖွဲ့စည်းထားကြောင်းသိရပါသည်ရှင်းကော်မတီကိုတရုတ်သမ္မတဤရှေဝွန်နှင့်ပိုလန်မှ EIA အစီအမံအစိတ်အပိုင်းဖြစ်သောမြန်မာတရုတ်စီးပွားရေးစင်ကြံ CMEC စီမံကိန်းနှင့်နေဆက်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုစုံတို့အတွက်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်းစစ်ကော်မရှင်လက်အောက်ခံ မြန်မာနိုင်ငံပြန်တမ်းအရာတည်ရပါတယ်။စီကောင်းဆောင်ယာယီသမရယာဒူးတာဝန်ယူထားသောအမျိုးသားကောက်ွယ်ရေးနှင့်လုံခြုံရေးကောင်စီကလုံရုံးအမိန့်ဖြင့်ပြီးခဲ့တဲ့လပိုင်း၌ဖွဲ့စည်းထားသည့် VRI အစီအမံအကောင့်ထဲပေါ်ဆောင်ရွက်ရေးဦးဆောင်ကော်မတီတွင်အဖွဲ့ဝင်32ဦးပါဝင်ပြီးစီကောင်းဆောင်ကဥက္ကဋ္ဌဖြစ်ပါတယ်။ထို့ပြင်စစ်ကော်မရှင်ခန့်အပ်ထားသောဝင်ကြီးချုပ်နှင့်နိုင်ငံသား၏အမြဲတမ်းအတွင်းဝင်ကဒူဥက္ကဋ္ဌနှင့်အတွင်းရေးမှုတို့ဖြစ်ကြပြီးစီမံကိန်းများဖြတ်တန်းသွားလာမည်သက်ဆိုင်ရာတိုင်းပြည်내ဝင်ကြီးချုပ်များအပါအဝင် ပြည်ထောင်စုဝန်ကြီးများမှအဖွဲ့ဝင်များဖြစ်ကြောင်းသိရပါတယ်။တရုတ်သမ္မတသည်2023ခုနှစ်၌ကြီးညာခဲ့သည့်၎င်း၏အိမ်မက် BRIR အကောင့်ထည့်ဖို့ရာတွင် CMEC စီမံကိန်းများသည်တစိတ်တပိုင်းအဖြစ်အရေးပါနေသဖြင့်စစ်ကော်မရှင်ကိုထောက်ခံအားပေးကာစည်ရေးစီးပွားရေးနှိပညာစသည်တို့အားကူညီပေးလျက်ရှိကြောင်းသိရပါတယ်။အဆိုပါ CMEC စီမံကိန်းသည်မြန်မာနိုင်ငံမှတစိအိန္ဒိယသမုဒ္ဒရာထွက်ပေါက်ရရန်အတွက်တရုတ်အစိုးရကရည်ရွယ်ကြိုးပမ်းနေခြင်းဖြစ်ပါတယ်။ လက်ရှိတွင်ခုခံတော်လှန်မှုများကြောင့်စီမံကိန်းများဖော့ဆောင်ပြီးရခိုင်၊ကချင်၊ရှမ်းမန္တလေးစသည့်ဒေသများ၌တိုက်ပွဲပြင်းထန်လျက်ရှိကြောင်းသိရပါသည်။စစ်ကောင်းဆောင်ကမူထိုစီမံကိန်းများအမြန်ဆုံးဖော့ဆောင်သွားရေးနှင့်ပတ်သက်၍တရုတ်သမ္မတအပါအဝင်ထိပ်သီးကောင်းဆောင်ပိုင်းများကိုတွေ့ဆုံစဉ်တိုင်းဂရီကဝတ်များပေးအပ်ပြီးစီးပွားရေးလုပ်ငန်းရှင်များဖိတ်ခေါ်နေသလိုတရုတ်ဆိုရထမ်းမှလည်းကုညီတောင်းခံလျက်ရှိကြောင်းသိရပါသည်။ရထားလန်ခါလန်အထူးစီးပွားရေးဆောင်စိတ်ကမ်းများနဲ့ ို့သစ်စီမံကိန်းများပါဝင်သည့် CMEC စီမံကိန်းများကိုစစ်ကောင်မရှိအနေဖြင့်၎င်းတို့ပြုလုပ်မဲ့ရွေးကောက်ပွဲအလွန်အစိုးရသည့်ကာလ၌ပုံဖော်နိုင်အောင်ပြင်ဆင်နေခြင်းမျိုးဖြစ်သည်ဟုနိုင်ငံရေးအကဲခတ်များကသုံးသပ်ထောက်ပြပါသည်အလာဒူတရုတ်အစိုးရကလည်းမြမအရေးကိုတစ်ဖက်သက်ပါဝင်နေပြီးစစ်ကောင်မရှင်အားခုခံတော်လှန်နေသည့်တော်လှန်ရေးအင်အားစုများကိုဖိအားပေးပိတ်ဆို့လျက်ရှိသလိုစစ်ကောင်ဆောင်နှင့်မကြသေးမီက BRI အောက်စီမံကိန်းအပါအဝင်ခုနှစ်ခုအားထပ်မံလက်မှတ်ထိုးခဲ့ကြောင်းသိရပါသည် ဆက်လက်ပြီးထိုင်းကမ္ဘောဒီးယားနယ်စပ်ပစ်ခတ်မှုဖြင့်ပြန်လည်တင်းမာနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မကြာသေးမီကမလေးရှားနိုင်ငံတွင်အမေရိကန်သမ္မတရှီမောင်၌ငြိမ်းချမ်းရေးရယူခဲ့သောထိုင်းနှင့်ကမ္ဘောဒီးယားမှာယနေ့တွင်ပစ်ခတ်မှုများဖြင့်စစ်ရေးပြန်လည်တင်းမာနေကြကြောင်းထိုင်းသတင်းများကဖော်ပြနေကြပါတယ်။ကမ္ဘောဒီးယားစစ်သားများမှထိုင်းစစ်သားများအားလက်နက်ငယ်များဖြင့်ပစ်ခတ်ပြီးငြိမ်းချမ်းရေးပြတ်ပြားစေရန်ရန်စတိုက်ခိုက်ခဲ့သည်ဟုထိုင်းစစ်တပ်ကယနေ့နေ့လယ်ပိုင်းတွင်ပြောကြားထားကြောင်းသတင်းများကဆိုပါတယ်။ ယနေ့နိုဝင်ဘာလ10ရက်နေ့နက်ပိုင်းတွင် ကမ္ဘောဒီးယားထိုင်းနယ်စပ်စီစကက်ပြည်နယ်ကန်တာလက်ခရိုင်ခွေတာမာရီယာအနီးပြင်းလဲနေစဉ်မြေမြုံမိုင်းပောက်ကွဲ၍ထိုင်းစစ်သား၂ဦးမှပြင်းထန်ဒဏ်ရာရရှိသွားကြပါသည်။ထိုမြေမြုံမိုင်းပောက်ကွဲမှုကြောင့်ထိုင်းစစ်သားများဒဏ်ရာရရှိပြီးနောက်နေဆက်အခြေအနေမှာတင်းမာလာခြင်းဖြစ်ပါသည်။မလေးရှားနိုင်ငံတွင်ထိုင်းနှင့်ကမ္ဘောဒီးယားငြိမ်းချမ်းရေးလက်မှတ်ရေးထိုးမှုအရာနေဆက်ဒေတာတွင်တက်ဆင်ထားသောလက်နက်ကြီးများစစ်ရေးအစဉ်အပြည့်များအားနှစ်ဖက်စလုံးမှဖိအားပေးရေးအစီအစဉ်ကိုယနေ့နေ့နောက်ပိုင်းတွင်စတင်ခဲ့ကြပါသည် ထိုင်းစစ်တမနေဆက်ရှိလက်နက်ကြီးများအားရွှေ့ပြောင်းနေခြင်းမြေမြုံမိုင်းပေါက်ွဲမှုဖြစ်ပွားသွားပြီးနောက်နေဆက်အခြေအနေရောတန်တမာရေးမှာပါထိုင်းနဲ့ကမ္ဘောဒီးယားဆက်ဆံရေးတင်းမာသွားကြောင်းသိရပါဗျ။နိုဝင်ဘာလ12ရက်နေ့တွင်ထိုင်းစစ်တပ်မှလွှတ်ပေးမိကမ္ဘောဒီးယားစစ်သား18ဦးကိုထိုင်းဝန်ကြီးအနုတင်ကလွှတ်ပေးမိရက်ရက်ဆိုင်လိုက်ပါဗျ။ရှင်းပြင်းမြေမြုံမိုင်းသည့်ကမ္ဘောဒီးယားစစ်သားများထောင်ထားသောမြေမြုံမိုင်းဖြစ်ကြောင်းလည်းထိုင်းဘက်ကပြောဆိုပါဗျ။ ကမ္ဘောဒီးယားစစ်သားများမှပြစ်ခတ်မှုကိုထိုင်းစစ်တပ်မှတုံ့ပြန်ခြင်းမရှိသေးပဲအပြစ်ခတ်ရစဲရေးငြိမ်းချမ်းရေးကိုဆက်လက်ထိန်းသိမ်းထားကြောင်းနှင့်သို့တော်လည်းနေဆက်အနီးနှစ်ဖက်လက်နက်ကိုင်များမှအနီးကပ်ရင်ဆိုင်နေရကြောင်းသိရပါတယ်။သမရထရိုက်ဤကုံသွဲရေးချင်းချောက်မှုကြောင့်ထိုင်းနှင့်ကမ္ဘောဒီးယားမှအပြစ်ခတ်ရစဲပြီးငြိမ်းချမ်းရေးရယူခဲ့ကြတော့လေနေဆက်လုံခြုံရေးအာမခံချက်မရှိသေးသည့်အပေါ်ထိုင်းပြည်သူများမှအဝင်ကြီးချုပ်အနုတင်အားဖိအားပေးနေခြင်းတွင်ယနေ့နေဆက်စစ်ရေးပြန်လည်တင်းမာသွားခြင်းဖြစ်ပါတယ်။ ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်